အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါ යි ဇလန်အစမှာပဲကဘာပေါ်ကိုရှင်ပြန်တစီကအရှိန်ပြင်းပြင်းနဲ့ပြက်ကျလာခဲ့တာပါဒီရင်ပြန်က GI တခုရဲ့အလဲကိုထိုးချခဲ့ပြီးပြင်းထန်တဲ့တုံခါမှုကြီးတွေကိုဖြစ်သွားစေပါ යි အဲဒါကြောင့်အနားမှာရှိတဲ့တရိတ်ဆန်တွေလည်းလန့်ပြေးခဲ့ကြတာပါခဏအကြာတော့ရင်ပြန်တဲကနေလူလူလူဘာလူလူနှစ်ယောက်ကတကြီးတိုင်နဲ့ထွက်လာပါ යි သူတို့တွေကတယောက်ကတော့ဒဏ်ရာတော်တော်များနေခဲ့တာပါ ကြံတယောက်ကဒဏ်ရာရထားတဲ့တယောက်ကိုကန်ဆက်စီဆွဲခေါ်သွားပါတယ်။ပြီးတော့မှသူတို့ရဲ့ခေါင်းဆောင်တွေကိုချက်ခဲ့လိုက်တာပါ။ခေါင်းဆောင်ချက်လိုက်တာနဲ့နည်းနည်းကောင်းနေတဲ့တယောက်လည်းချက်ချင်းမိနဲ့ကြာသွားပါတယ်။အဲဒီလူကနိုင်ပေါင်းများစွာကြာအောင်မိနေခဲ့တာပါ။တတိပြန်ရလို့ဘေးကအဖော်ကိုကြည့်လိုက်တော့အသက်မရှိတော့ပါဘူး။ကြံခဲ့တဲ့တယောက်လည်းဘာတွေဖြစ်ခဲ့လဲဆိုတာကိုတိကျပြန်စဉ်းစားနေခဲ့ပါ යි ။ဒီချိန်မှာပဲခက်လန်းလန်းကနေစက်ရုပ်အတန်တစ်ခုကိုကြားခဲ့လိုက်ရတာပါ။ အဲ့လူကသွားဆက်ဆူကြည့်လိုက်တော့ရေပေါ်မျောနေရဲ့တစ်တာတစ်လုံးကိုတွေ့လိုက်ပိုက်တကယ်တော့ဒီတစ်တာက AI ကွန်ပျူတာပုံးကြီးလေးဖြစ်နေခဲ့တာပါသူကဒီပုံးကြီးကိုသွားဆဲပြီးဖြန့်ကြည့်လိုက်ပိုက်ဒီချိန်မှာပဲကွန်ပျူတာပွင့်လာသလိုညွှန်ကြားချက်တွေပေးနေခဲ့တာပါအဲ့ဒါကတော့သူရောက်နေတဲ့ဂျိုအချောင်းဒေါင်းလော့ဆွဲဖို့ပါပဲဒေါင်းလော့ခလုတ်ကိုနှိပ်လိုက်ချိန်မှာကွန်ပျူတာလက်ထံတစ်ခုထွက်လာပြီးမျက်လုံးတွေကအာယုံကန်ချက်ပြတဲ့ကို ဒေတာတွေလွှဲပေးနေခဲ့ပါဒီလိုနဲ့အိမ်လူလဲဂျိုးရဲ့အကြောင်းကိုတစွန်းတစသိသွားခဲ့ပါပြီအိမ်နောက်မှာတော့သူ့ရဲ့အဖေကိုကောင်းကောင်းမွန်မွန်တကြိုပေးခဲ့ပါ ပြီးတော့ပဝင်းကျင်အနေထားကိုလှည့်ပတ်အကဲဖြတ်နေကြတာပါ။နည်းနည်းခြောက်ကြည့်ပြီးနောက်မှာတော့လူသူကင်းမဲ့နေရဲ့ဖြစည်းကံရွာတစ်ခုရဲ့ဝီလာငါအသေးတကောင်ရဲ့ကိုတွေ့ခဲ့ရပါပြီ။အဲဒီလူကတော့ဒီကိစ္စရရဲ့လက်သေးကလူမဟုတ်ဘူးဆိုတာကိုရှိမိနေခဲ့ပါပြီ။ဒီချိန်မှာပဲသူ့ကိုတရားရောက်ကခြောက်ကြည့်နေတယ်လို့ခံစားခဲ့ရတာပါ။အဲ့ဒီရဲ့အငွေ့သက်ကိုလည်းခံစားရတဲ့အတွက်ထွက်ပြေးဖို့ကြိုးစားနေပါပြီ။ဒီချိန်မှာပဲမြင်းစည်းသမားတအူးထွက်လာပြီးတိုက်ခိုက်ခဲ့တာပါ။ဒီလိုနဲ့အဲ့ဒီလူလည်းသတိမိသွားခဲ့ရပါပြီ။ ြင်းကြီးသမားကဒီလူကိုတစ်လုံးကရွာတစ်ခုတည်းကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီရွာကတော့ဘိုက်ကင်းစစ်တီတွေနေကြတဲ့ရွာပါပဲ။ဒီရွာရဲ့အကြီးငယ်ကတော့ရော့တကာလို့ခေါ်တဲ့သူဖြစ်ပါတယ်။သူသမီးကတော့ဖရီယာပါပဲ။ဖရီယာကအလဘကေးလေးဖြစ်တယ်လို့အတိုက်ခိုက်လဲကြွန့်ကြံပါတယ်။လက်ရှိမှာတော့ယော့တကာကသမီးကိုယောက်ျားပေးစားဖို့တိုက်တွန်းနေကြတာပါ။ဖရီယာကလည်းအဖေပေးစားတဲ့ဝူဖရစ်ကိုမယူနိုင်ဘူးဆိုပြီးညှင်းနေပါတယ်။ဒီချိန်မှာရူဖရစ်ကလည်းအခန်းထဲကိုရောက်လာခဲ့တာပါ။ အမြင်ကက်တဲ့သူရောက်လာတာဖြစ်လို့ဖရီဒါလည်းအခန်းထဲကထွက်လာခဲ့ပါတယ်။ဝူဖရူက သတင်းတစ်ခုကိုယူလာခဲ့တာပါအဲ့ဒါကတော့ပတ်ဝန်းကျင်ရွာတွေအားလုံးတိုက်ခိုက်ခံရလို့ပျက်စီးကုန်ပြီဆိုတာပါပဲရွာတွေတိုက်ခိုက်ခံရတဲ့ကိစ္စကိုလိုက်စုံစမ်းနေရောအာဂါသရှင်မှုကိုတွေ့ပြီးဖန်ခေါ်လာရလဲဖြစ်ပါတယ်။ဘိုက်ကင်းတွေကအာဂါသရှင်မှုကိုတခြားမျိုးနွယ်စုလို့ထင်နေကြတာပါ။ရွာသားတွေကတော့ခက်ဆန်းဆန်းပုံစံဝစ်ဆင်ထားတဲ့အာဂါသရှင်မှုကိုဝိုင်းအောင်ကြည့်နေကြပါတယ်။အဲဒီနောက်ဦးဖရူတို အဖွဲ့လည်းဖမ်းလာတဲ့သူကိုဝိုင်းစစ်ဆေးနေကြတာပါ။ နမေကိုမိလိုက်ချိန်မှာတော့အာကာသရှင်မှုကကိုင်နန်လို့ပြန်ဖြေခဲ့ပါအခြေအနေကိုအကဲခတ်နေတဲ့ကိုင်နန်ကရွာသားတွေကိုအမှန်တိုင်းဖြေလဲရုံမှာမဟုတ်ဘူးလို့သိနေခဲ့တာပါအဲဒါကြောင့်သူ့ကိုယ်သူမြောက်ပိုင်းကနေအမဲလိုက်ထွက်လာရင်နေကျွန်လာသူတယောက်လို့လိမ်ပြောခဲ့ပါဒါပေမဲ့ဘိုက်ကင်းအဖွဲ့ကတော့ကိုင်နန်ကိုရွာဖြက်စီရဲ့အဖွဲ့ကားလို့ပဲထင်နေခဲ့တာပါအဲဒါကြောင့်နောက်မှဆက်မေးမယ်ဆိုပြီးတိုင်မာကျုံးနဲ့ချီတာခဲ့ပါ လူရှင်းတဲ့အချိန်မှာကိုင်နန်လည်းတန်ကြောင်တစ်ချောင်းကိုလမ်းယူပြီးကျိုးဖြေဖို့စူးစမ်းနေကြတာပါ။ရာခာနီမှာပဲအခန်းထဲကိုဖရီယာကဝင်လာခဲ့ပါတယ်။ တကယ်တော့ကိုင်နန်ရဲ့တရားကိုကုပေးဖို့ဖရီယာကိုလွှတ်လိုက်တာဖြစ်ပါယ်ကိုင်နန်လည်းဖရီလာစီးကုပေးရကိုခံရင်တရားရတာတန်လိုက်တာလို့တွေးနေကြတာပါတစ်ဖက်မှာတော့ယော့ကာနဲ့ဥဖရူတို့ကရွာဖြက်စည်းမှုတွေအကြောင်းဆွေးနွေးနေကြပါဗိုက်ကင်းတွေတန်တရားရှိနေရကရွာအုပ်စုခေါင်းဆောင်တယောက်ဖြစ်တဲ့ကိုနာကိုပါပဲဒီချိန်မှာဖရီယာကလည်းကိုင်နန်ကိုစေကုသပေးရေးတရင်မိနေကြတာပါရွာကိုဖြက်စည်းရဲ့အဖွဲကလာဆိုတော့ကိုင်နန်ကငင်းလိုက်ပြီ ပရိယာကိုအလေးတိုက်ခိုက်ခဲ့ပါပရိယာမိလဲသွားချိန်မှာတော့အချုပ်ခန်းလေးကနေထွက်ပြေးဖို့ကြိုးစားနေခဲ့ရပါဒီချိန်မှာပဲအဆောင်တွေကတဘိုးမုတ်ပြီးအချက်ပေးလိုက်ပါကင်နန်ထွက်ပြေးတာကိုတီးသွားလို့တော့မဟုတ်ပါဘူးရွာကိုဥတီလာတဲ့ရန်သူတွေကိုတွေ့လိုက်ရလို့ပါပဲဘိုက်ကင်းတွေကတော့ဂွန်နာတို့အဖွဲ့လာရန်ပြုတ်တယ်ထင်ပြီးပြန်တိုက်ခိုက်ဖို့အသင့်ပြင်နေခဲ့ကြတာပါ ဒါပေမဲ့ဒီချိန်မှာရန်သူတွေကရွာလေးကိုရောက်နေပြီးနေပါပြီ။ဒါပေမဲ့ကွန်နာတို့တော့မဟုတ်ပါဘူး။သူစမ်းမိအရန်မြန်တဲ့တတဝါကြီးတကောင်ပါပဲ။ထွက်ပြေးလာတဲ့ကိုင်နန်ကဒီဖြစ်ပျက်တွေကိုသိပြီးအချိန်ဒီကိုနားလည်လိုက်ပါပြီ။ဒီချိန်မှာတတဝါကြီးကဘိုက်ကင်းတစ်ယောက်ကိုတိုက်ခိုက်နေခဲ့ရပါ။ကိုင်နန်ကသွားကူကိုကြိုးစားပေမဲ့တတဝါကြီးကအဆောင်ကိုကိုက်ချီကခြံစည်းရုပ်ကိုခုံကျော်ပြေးသွားခဲ့ပါပြီ။ကိုင်နန်က ိုင်နန်ကမိုးဝင်လို့လှမ်းအော့ချိန်မှာတက်တော်ကြီးကတစ်ချက်တုံဆိုင်သွားပြီးအပေါင်တဲကိုပြေးဝင်သွားခဲ့ရပါဒီချိန်မှာပဲဘိုက်ကင်းတွေရောက်လာပြီးသူ့ကိုပြန်ဖမ်းခဲ့လိုက်ပိုက်အဲဒီနောက်ကိုင်နန်ကိုယော့တ်ကာရှေ့မှပို့ခဲ့လိုက်တာပါယော့တ်ကာကတော့အကြီးကဲပီပီပယင်းနဲ့ရရှိပိုက်ကိုင်နန်ကိုဘဲကလည်းဘာလာလို့လဲအသေးစိတ်မင်းမနီနဲ့ပြောချင်တာပြောဖို့အိုဗန် question ဖွင့်ပေးလိုက်ကြပါဒီချိန်မှာပဲကိုင်နန်ကအာကာသရှင်ပြတ်ကြခဲ့သူဖြစ်ကြောင်းမိုးဝင်ဆိုတဲ့တတဝါတကောင်ကိုလိုက်ရှာနေရဖြစ်ကြောင်းပြောခဲ့လိုက်ပါ යි နောက်ပြီးသူကြောင့်မိုးဝင်ကဒီဂျိုဘော်ကိုရောက်လာခဲ့တာဖြစ်ကြောင်းကိုလည်းဝန်ခံခဲ့တာပါဒါပေမဲ့ဘိုက်ကင်းတွေကမယုံမဲကိုင်နန်ကိုအယူတယောက်လိုကြည်နေခဲ့ကြပါ යි အဲဒါကြောင့်ကိုင်နန်လည်းမယုံရင်ဒီတက်တော်ဝါကြီးကိုသူရအောင်ရှာပြမယ်လို့ပြောခဲ့လိုက်တာပါယောဒကာကကိုင်နန်အတွက်မင်းတစည်းနဲ့လူတချို့စီစဉ်ပေးပြီးမှတော့ရှာဖွေခီးစားထွက်ခဲ့ကြပါ යි ကိုင်နန်တို့အဖွဲရဲ့ရှာဖွေလမ်းတစ်လျှောက်မှာတော့အလောင်းတွေလည်းပြန့်ကျဲနေခဲ့ရပါ အချိန်တော်ကြာတဲ့အထိဘာမှမတွေ့ရတဲ့အခါမှာဝူဖရစ်ကလူခွဲရှာဖို့အစီအစဉ်နေခဲ့ရပါဒါပေမဲ့ကိုင်နန်ကလူစု꿰သွားရင်အနည်းပုံများလိမ့်မယ်ဆိုပြီးကန့်ကွက်ခဲ့ပါသေးတယ် ဒါပေမဲ့ဝူဖရိတ်ကဘိုက်ကင်းတွေပေါ်မှာဩဇာပိုရှိလို့ကန့်ကွက်မှုကမအောင်မြင်ခဲ့ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက်တည်းလူစုပြီးရှာဖွေရေးကိုဖြန့်ခဲ့လိုက်တာပါ။ယော့ကားနဲ့ဘိုရိုမီယာတို့နှစ်ယောက်ကတော့ရှာဖွေရေးစပြီးတိတ်မကြခင်မှာပဲမြင်းကောင်းပြက်ကြီးတစ်ခုကိုတွေ့လိုက်ပါ යි ။နောက်ထပ်တွေ့ကတော့ဂူတကုအပြင်မှာမီးလောင်နေတဲ့အလောင်းတွေကိုတွေ့လိုက်တဲ့အချိန်အထဲဝင်ကြည့်ဖို့ကြောင်းပြခဲ့တာပါ။ သူတို့ဝင်သွားပြီးသိမကြခင်မှာပဲကုတဲကကြောက်လန့်တကြောက်အော်ဟစ်တဲ့အတန်းတွေကတောတကုလုံးကိုဖုံးလွှမ်းသွားခဲ့ပါ යි ဒီချိန်မှာဘိုက်ကင်းအလုံးနဲ့ကုရှိကိုစုဝေးရောက်လာခဲ့ကြတာပါပြီးတော့ကုတဲကိုတတိကြီးကြီးနဲ့ဝင်သွားခဲ့ပါ යි အထဲမှာတော့သွေးစာနေရဲ့အေယာမဝတ်ဝင်ကြီးတကောင်ကဘိုက်ကင်းနှကောင်ကိုတက်ဖြတ်စားတောက်နေရကိုတွေ့လိုက်ရပါ යි ထွက်ဝင်လာတဲ့ဘိုက်ကင်းတွေကိုလည်းအညိုတကြီးနဲ့ဇက်တိုက်တိုက်ခိုက်နေခဲ့ရပါဒီချိန်မှာကိုင်နန်က ဓာတချောင်းကိုကောက်ပြီးဝန်ဝင်ကြီးကိုခတ်တက်တက်ရှင်ခဲလိုက်ပါရောဒကားနဲ့ဘိုက်ကင်းတွေလည်းကင်တန်ရဲ့ရဲရင်မှုနဲ့တိုက်ရိုက်ခိုက်ရိုက်ကိုသဘောကျသွားပြီးလွတ်လပ်ခွင့်ပေးခဲ့လိုက်တာပါရွာကိုပြန်ရောက်တဲ့အချိန်မှလည်းဝန်ဝင်ကိုတတ်နိုင်တဲ့အတွက်ဆိုပြီးဂုံပြုတ်ပွဲတစ်ခုလုပ်ပေးခဲ့ပါဒီပွဲတော်မှာကင်တန်လည်းဘိုက်ကင်းဝတ်စုံတွေပါရင်းနဲ့ဖြစ်နေခဲ့ပါပြီရောဒကားကလည်းသူ့ဘေးမှာလာထိုင်ဖို့ကင်တန်ကိုနေရာပေးခဲ့တာပါဒါကိုတွေ့ရဝူဖရလည်းမနာလိုဖြစ်သွားခဲ့ပါအဲဒါကြောင့် အဲ့ဒါကြောင့်ဒိုင်းကဂိမ်းကစားကြမလားဆိုပြီးစိန်ခေါ်နေကြရပါဒီဂိမ်းကတော့ဘိုက်ကင်းတွေကင်ထားတဲ့ဒိုင်းပေါ်ကနေလမ်းလျှောက်ပြီးဟန်ချက်ညီညီလှုပ်ရှားရတာဖြစ်ပါတယ်။ကင်နန်ကအလေးချင်းမရှိတဲ့အတွက်အစပိုင်းမှာကိုယ်ယူကြရဖြစ်နေကြတာပါ။ဒါပေမဲ့နောက်ပိုင်းမှာအထာတီသွားပြီ ဝူဖရစ်ကိုကောင်းကောင်းရှင်နိုင်ခဲ့ပိုင်ဂိမ်းကစားပြီးနောက်မှာတော့နှစ်ယောက်သားလက်ဆွဲနှုတ်ဆက်ခဲ့ကြတာပါဒီချိန်မှာရူဖရစ်လည်းကိုင်နန်အပေါ်မနာလိုတာတွေမရှိတော့ပါဘူးခမ်းမကြီးတဲ့ကထွက်လာတဲ့ကိုင်နန်ကသူ့စီလာနေရဲ့ဖရီယာကိုတွေ့လိုက်ရပိုင်ဖရီယာကလည်းသူတို့ဘိုက်ကင်းတွေကိုကူညီပေးလို့ဆိုပြီးကိုင်နန်ကိုကျေးဇူးတင်စကားပြောနေခဲ့တာပါဒီချိန်မှာတော့ကိုင်နန်လည်းသူသိထားတဲ့အမှန်တရားကိုထုတ်ပြောပြခဲ့ပိုင်အဲ့ဒါကတော့လူတွေကိုလိုက်သက်ဖြတ်နေရဝဝင်မဟုတ်ပဲ မိုးဝင်ဆိုတဲ့တတဝါကြီးဖြစ်နေတဲ့အကြောင်းကိုပါပဲ။ဘိုက်ကင်းတွေကဝဝင်ကြီးကိုရှင်းပြနိုင်ပြီလို့ထင်ပြီးပြောနေကြပေမယ့်တကယ်အနေရကလက်တကမ်းမှာပဲရှိနေရဖြစ်ပါ යි ။သူတို့စကားပြောကောင်းနေရောရွာကိုရန်သူတွေဝင်စီလာပါ යි ။ဒီတခါတော့ကိုနာတို့အဖွဲ့ကပါပဲ ကိုင်နန်တဲ့ဖရီကလည်းချက်ချင်းပဲတိုက်ပွဲလေးကိုပြေးဝင်သွားကြပြီးရန်သူတွေကိုတက်ညီလက်ညီရှင်းနေခဲ့ပါတယ်။ယော့တကားကတော့ရန်သူကောင်းဆောင်ဂွန်နာနဲ့ဘိုင်ဝမ်ချနေခဲ့တာပါ။တကယ်တော့ဂွန်နာကဘလူးတကောင်လိုထွားချိုင်ပြီးယော့တကားကတော့စိတ်သွားတိုင်းကိုမပါဖြစ်နေခဲ့ပါတယ်။တချက်မှာတော့ယော့တကားလည်းကြာသွားပြီးဂွန်နာကအပြတ်ရှင်ဖို့တူကိုအားကောင်ရွှေခဲ့လိုက်တာပါ။ဒီချိန်မှာကိုင်နန်က အမြန်ပြေးဝင်ပြီးဂွန်နာကိုတိုက်ခိုက်ခဲ့ပါတယ်။ ဟန်ချက်ပြတ်သွားတဲ့ခွန်နာတို့အဖွဲလည်းပြန်ဆုတ်သွားခဲ့ကြတာပါမပြန်ခင်မှာတော့ပဝင်းချင်ရွာတွေပြက်စီးရသူကြမဟုတ်ဘူးလို့အော်ပြောသွားခဲ့ပါ යි အားလုံးငြိမ်စိတ်သွားချိန်မှာတော့ဖရီယာလည်းသူတို့မျိုးနယ်ဆိုရဲကြားမှာရှိရဲ့အမုံရရတွေအကြောင်းပြောပြခဲ့တာပါတကယ်တော့ခွန်နာကလည်းဆက်ဆက်လိုက်ရင်ဘိုက်ကင်းတွေနဲ့အမျိုးတော်ပါ යි ဒါပေမဲ့အာနာတီဆောက်ကြတဲ့အချိန်မှာပဲ စိတ်ဝမ်းကွမ်းမှုတွေဖြစ်လာပြီးအပြန်အဆိုင်ဖြစ်လာခဲ့ကြတာပါလက်တလုံးရွာလုံးကျွတ်ပျက်စီးရတဲ့ကိစ္စတွေဖြစ်လာချိန်မှာတော့တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ကြတယ်လို့ထင်ခဲ့ကြတာဖြစ်ပါပြန်ဆုတ်ခွာသွားတဲ့ကိုနာတို့ကတော့ရွာပြင်မှာပဲစုစည်းပြီးအင်အားဖြည့်တင်းနေခဲ့ကြတာပါနောက်တစ်ချိန်ရွာတွေကိုဝင်တိုက်ခိုက်ကြမလို့ပါပဲမဟုတ်ရင်ဘိုက်ကင်းတွေကသူတို့စီရောက်လာမှစိုးရိမ်လို့ဖြစ်ပါဒီချိန်မှာအဖွဲတွေကတယောက်ကသေးပေါက်ချန်လာလို့ခြုံတိုးခဲ့တာပါ ဖြစ်ကျင်တော့မိုးဝင်ပုံးနေတဲ့ခြုံကိုပန်းမိပြီးဒုက္ခများသွားခဲ့ပါတယ်။မိုးဝင်ကသူ့ဘာသာသူစိန်နဲ့ခွေနေရာကိုသေးပန်းခံရတဲ့အတွက်တင်းသွားပြီးဂွန်နာရုအုပ်စုကိုအမဲ့ချွေနေခဲ့တာပါ။ဒါကိုပဲဂွန်နာရုအဖွဲ့ကဝူဖရီတို့ခြုံကိုတိုက်ခိုက်တယ်ထင်ပြီးပြန်တိုက်ခိုက်ဖို့ပြင်နေခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲဂွန်နာတယောက်သူရင်ဆိုင်ရတဲ့အနေအကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတာပါ။ ဲ့ဒါကတော့အမီအများကြီးကကြာပွတ်လို့ခွဲထွက်နေတဲ့အေယာမဝင်ပလွေတတဝါမှုဝင်ကြီးပဲဖြစ်ပါတယ်။ဒီချိန်မှာတော့ကိုနာတို့အဖွဲ့လဲရွာတကားတို့ရွာလေးကိုဖက်နှက်ကျွအောင်ပြေးခဲ့ရတာပါ။ဝူဖရစ်တို့ကခက်တီတီပဲရွာတကားကိုဖွင့်ပေးထားလိုက်ပါတယ်။ပြီးရောမှရန်သူတွေကိုတယောက်ချင်းတတ်မလို့ပါပဲ။ရွာပြင်ဘက်မှာတော့မှုဝင်ကြီးကခနာကူမှာအပြာရောင်အလင်းတွေထွက်နေလျက်နဲ့ကိုနာရဲ့လူတယောက်ကိုတိုက်ခိုက်နေခဲ့ရပါ။ အဲဒီလူကိုအစိမ့်စိမ့်အမှောင်မှာဖြစ်အောင်တိုက်ခိုက်ပြီးမှတော့ခန္ဓာကိုယ်ကအနီရောင်အလင်းတွေထွက်လာခဲ့ပါတယ်။ဗိုက်ကင်းတွေလည်းဒီမြင်ကွင်းကိုတွေ့ပြီးအံ့ဩနေခဲ့ရတာပါ။ဒီချိန်မှာပဲကိုင်နန်ရဲ့ပျော့စကားတွေကိုရှုံသွားခဲ့ပါပြီ။ကံကောင်းတာကအဲဒီညမှာတတ္တဝါကြီးကရွာလေးကိုမဝင်လာပဲတခြားဖက်ထွက်သွားတာပါပဲ။ အဲ့နောက်ဘိုက်ကင်းတွေလည်းမိုးဝင်ကိုတိုက်ခိုက်ဖို့အစီအစဉ်ဆွဲရပါဒီတက်တော်ဝါကိုနေရာကျကျပေးပြီးတိုက်ခိုက်ဖို့မဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်ကိုင်နန်တို့လည်းထောင်ချောက်စင်တိုက်ခိုက်ဖို့ပဲစီစဉ်ခဲ့ရတာပါအဲ့ဒီအတွက်မိုးဝင်လာမယ့်လမ်းကြောင်းမှာကျင်းနဲ့နဲ့တူပြီးမီးလောင်လွယ်တဲ့ဝီလာငါးစီတွေဖြည့်ထားလိုက်ပါပြီးတော့တိုင်တွေစိုက်ပြီးအပေါ်မှာရှုပ်နေနဲ့မန်ထားလိုက်တာပါ သူတို့အတွေ့ထဲမှာတော့တက်တော်ဝါကြီးကကျင်းနဲ့ကိုကြစီတွေပိငုတ်တွေစုအဲ့ဒီကြရင်မီးများတွေနဲ့ပြစ်ပြီးတိုက်ခိုက်မယ်လို့တွေးထားခဲ့တာပါ အိမ်ညမှာတော့ကိုင်နန်နဲ့ဖရီဒါတို့ကညစာအတူစားပြီးစကားဖလှယ်နေခဲ့ကြပါဒီချိန်မှာကိုင်နန်ကသူ့ရဲ့ဘဝမှန်ကိုဖွင့်ပြောခဲ့လိုက်တာပါတကယ်တော့ကိုင်နန်ကအစင်းမြင့်တဲ့လူအဖွဲ့အစည်းကလာတဲ့သူတယောက်ဖြစ်ပြီးသူတို့ကဂျိုရီကိုလိုက်ကျူးကျော်နေခဲ့တာဖြစ်ပါကိုင်နန်တို့အဖွဲ့ရဲ့လက်ချက်နဲ့ဒုက္ခရောက်ရတဲ့ဂျိုသားတွေလည်းမနေမနောရှိခဲ့တာပါကိုင်နန်ကအဲ့ဒီအဖွဲ့မှာလက်ဆောင်ထပ်သူတယောက်လည်းဖြစ်ခဲ့ပါအခုဒီကိုရောက်လာတဲ့မိုးဝင်မျိုးစိတ်တွေဆိုရင်လေကိုင်နန်တို့အဖွဲ့ကြောင့်ပြောက်ွယ်တလို့ရှိနေခဲ့ပါပြီ။ ဒီအကောင်ကသူတို့ရှင်ပြန်တဲမှာပုံနေခဲ့ပြီးရှင်ပြန်ကိုပြတ်ကျစေခဲ့တာပါ။ဘိုက်ကင်းချိုပေါ်ရောက်လာချိန်မှာတော့ခုလိုမျိုးမမေ့မြင်ရရှာလိုက်ရှာနေရပဲဖြစ်ပါတယ်။ကိုင်နန်ကဒီကိစ္စရရဲ့တရားခံကသူကိုယ်တိုင်ပဲလို့ပြောခဲ့တာပါ။ဖီယာကတော့အဲ့လိုမတွေ့ပဲဖြစ်ချိန်တန်လို့ဖြစ်ရတာဆိုပြီးဖြောင်းပြနေခဲ့ပါတယ်။ပြီးတော့ကိုင်နန်အထွတ်ဆိုပြီးမိသားစုကဆောင်ဘိုက်ကင်းသားကိုလက်ဆောင် ပေးခဲ့လိုက်တာပါ။အဲ့ညမှာပဲဘိုက်ကင်းတွေလည်းတတဝါကြီးကိုမျှောက်ခေါ်ဖို့ဆိုပြီးရွာပြင်ထွက်လာခဲ့ကြပါတယ်။ ။အပြင်မှာတော့မောင်မဲပြီးနှင်းတွေကလည်းကျနေခဲ့တာပါ။တောက်တဲ့ကိုဘာမှမမြင်ရတဲ့အတွက်ကိုင်နယ်လေးမီးတုတ်တစ်ချောင်းကိုယူပြီးလေပေါ်ပြစ်တင်ခဲ့လိုက်ပိုင်ဒီချိန်မှာပဲသူတို့ကငုတ်တုတ်ထိုင်ကြည့်နေတဲ့မှုဝင်ကြီးကိုဘွားကနေတွေ့လိုက်ရတာပါအဲဒါကြောင့်ကိုင်နန်တို့လည်းရွာတဲ့ကိုဖနောင်းနဲ့အတင်မှာတသားတဲ့ကြအောင်ပြေးကြရပိုင်သူတို့ဥတီယာကတော့ထောင်ချောက်ကြီးစီကိုပါပဲကိုင်နန်တို့နောက်လိုက်လာတဲ့မှုဝင်ကြီးကလည်းထောင်ချောက်တဲ့ကိုတက်တက်ကြသွားခဲ့ရပါဒီချိန်မှာဘိုက်ကင်းတွေကအစ်စ်ပြင်ထားတဲ့မီးများတွေနဲ့ မိုးဝင်ကြီးကိုဝိုင်းပစ်ခဲ့ကြပါရင်ဒီချိန်မှာပဲတက်တော်ဝါကြီးလည်းပောက်ကွဲသွားခဲ့ရတာပါဒါပေမဲ့အဲ့ဒီနေရာကနေမိုးဝင်အကောင်ပေါက်လေးတစ်ကောင်ထပ်ပေါ်လာခဲ့ပါရင်ဒီကောင်လေးကတော့ပုံမြန်ပြီးပို့ချမ်းလို့ရော့တကားဆောင်ဒန်ယာရီယာသေးလို့မျိုးပါဖြစ်သွားခဲ့ရတာပါပိုဆိုးကျင်တော့အရင်အကောင်ကြီးကလည်းဒီချိန်မှာဒန်ယာကြားကပြတ်ထလာခဲ့ပါရင်ကိုင်နန်နဲ့ဝူဖရစ်တော့လည်း မူးမီနှကောင်ကိုအစွမ်းကုန်တိုက်ခိုက်ကြပါ යි ဒီချိန်မှာမူးဝင်တွေကဘိုက်ကင်းတယောက်ကိုချီပြီးတောင်းအုပ်တဲကိုပြန်ဝင်သွားခဲ့ကြတာပါနောက်နေ့မနက်မှာတော့ဘိုက်ကင်းတွေလည်းပြန်စုစည်းခဲ့ကြပါ යි ရော့ဒကာကချဆုံးသွားခဲ့ရဖြစ်လို့ဝူဖရစ်ကအကြီးကဲဖြစ်လာခဲ့တာပါ အားလုံးကလည်းမုံဝင်ရောက်လာပြီးတိုက်ခိုက်တာကိုခုခံရမှာထက်လိုက်ရှာပြီးချိန်မုံပစ်ချင်နေကြတာဖြစ်ပါတယ်။ကိုင်နန်ကတော့အဲ့ဒီအတွက်သူ့မှာနီးလန်းရှိရဲ့လို့ပြောပြီးအာကာသရှင်ပြန်ပြတ်ကြတဲ့နေရာကိုလိုက်ပို့ခိုင်းကြရပါ။အဲ့ဒီကိုရောက်တဲ့အချိန်မှာကိုင်နန်လည်းရင်ငုတ်ပြီးအတော့ဝင်မဲ့ပစ္စည်းတွေကိုရှာခဲ့လိုက်ပါတယ်။ရေပေါ်ကိုပြန်တက်လာချိန်မှာတော့သူတို့လေကပျက်စီးနေတယ်လို့ပြင်ပြဖက်ပြီးတတိမိနေရဲ့ဝူဖရစ်ကိုတွေ့လိုက်ရတာပါဖရီယာကိုတော့အစားနာတာမတွေ့ရတော့ပါ အဲ့ဒါအကြောင်းကိုင်နန်လဲဝူဖရစ်ကိုခေါ်ပြီးရွာပြန်လာခဲ့ပါရွာရောက်တော့သူယူလာတဲ့တတုနဲ့ဓာတ်တလက်လောက်ခိုင်းခဲ့တာပါအဲ့ဒီနောက်မှာတော့မှုန်းဝင်အရှာထွက်ခဲ့ကြပါဒီချိန်မှာဖရီယာကတော့အလောင်းပုံကြီးပေါ်မှာသတိပြန်ရလာခဲ့ပါသူနားမှာတော့မိုးဝင်အငယ်လေးတကောင်ကို တွေ့လိုက်ရတာပါဒီကောင်လေးကဘိုက်ကေးတယောက်ရဲ့အလောင်းကို အားရပါးရစားနေခဲ့ပါဖရီယာကတီမီကွင်းကိုကြောက်လန့်တကြားကြည့်နေချိန်မှာပဲအဲ့ဒီမိုးဝင်လေးကသူ့ဘက်ကိုရုတ်ရက်လှည့်ကြည့်နေခဲ့ရပါဒါပေမဲ့ဖရီယာကိုကြည့်ရတော့မဟုတ်ပါဘူး ူထဲဝင်လာတဲ့ခြေတံတွေကိုကြားလိုက်ရတာကြောင့်ပါပဲဒီချိန်မှာကိုင်းတဲ့အပောင်ဝင်ဘိုက်ကင်းတွေကလည်းကူထဲကိုဝင်လာခဲ့ကြတာပါအထဲဝင်လာတဲ့ဘိုက်ကင်းတွေကိုမိုးဝင်တွေကတရတန်းတိုက်ခိုက်ကြပါဒီချိန်မှာကိုင်နန်နဲ့ဝူဖရစ်တိုကဖရီယာကိုရှာတွေ့ပြီးကဲထုတ်လာခဲ့ကြတာပါပြီးအောင်အလင်းရောင်ရှိရာကိုထွက်ပြေးရင်ကူပေါက်တစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒီကူပေါက်ကဝင်ခဲ့တဲ့ကူပေါက်မဟုတ်ဘဲကြောက်ကပားကြီးဖြစ်နေခဲ့တာပါ။အထက်ကဘိုက်ကင်းတချို့ကတော့အကောင်ပေါက်လေးကိုရှင်းပစ်နိုင်ခဲ့ပါတယ်။ ဒီချိန်မှာပဲတန်ရာရနေရဲ့မိုးဝင်အကောင်ကြီးကအပြင်ကနေပြန်ရောက်လာခဲ့တာပါအကောင်ပေါင်လေးရဲ့အခြေအနေကိုတွေးလိုက်ချိန်မှာတော့ပောက်ကွဲပြီးတောင်းတနေခဲ့ပါအထက်ကလူတွေကုံသွားချိန်မှာကိုင်နန်တို့နောက်ကိုလိုက်ပြီးရန်ပြုတ်နေကြရပါမိုးဝင်ရန်လိုတဲ့တုတ်ပြန်မှုတွေကြောင့် wolfrit လည်းကန်ဆိုးသွားခဲ့ရပါတယ် အဲ့ဒီနောက်မုံဝင်ကကိုင်နန်တို့ကိုစက်တိုက်ခိုက်ဖို့ပြင်နေကြတာပါဒီချိန်မှာတော့ကိုင်နန်လည်းဓာတ်ကင်ပြီးပြင်ရင်ဆိုင်ရပါတယ်ဒေါသတကြီးဖြစ်နေတဲ့မုံဝင်ကကိုင်နန်ကိုတရက်ကျန်တိုက်ခိုက်နေလို့အရှုံးပေးရမလို့ဖြစ်နေကြတာပါဖရီဒါကပြေးခွင့်ရပြီမဲ့ဓာတ်တလက်ကောက်ပြီးတိုက်ပွဲရိတ်ကိုဝင်လာခဲ့ပါတယ်ဒီချိန်မှာတော့မုံဝင်လည်းအာရုံများသွားခဲ့ရတာပါ ဒီချိန်ဒီကိုကိုင်နန်ကအခွင့်ကောင်းယူခဲ့လိုက်ပိုင်မိုးဝင်ကြီးကိုအနာခံဝင်လုံးပြီးဓာတ်နဲ့ပိုင်းချလိုက်ချိန်မှာတော့တတဝါကြီးလည်းလက်တွေပြတ်ပြီးကြောက်ထိတ်ကိုကြာသွားခဲ့ပိုင်အဲဒီတော့မှကိုင်နန်လည်းစိတ်လျှော့လိုက်လို့ဒူးထောက်ကြာသွားခဲ့ရတာပါပရီလာကအနာရောက်လာပြီးဖေးမချိန်မှာတော့ကိုင်နန်လည်းအပြန်တက်လာခဲ့ပိုင်ပြီးတော့အချင်းချင်းအနမ်းပြနေကြိုင်းမြင်ကွင်းလေးနဲ့ဇလန်လေးလည်းအဆုံးသတ်သွားခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်